အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ positive vibe only ဆိုတဲ့ NDA ကိုပြောမှာဖြစ်ပါတယ်တတော်များတငယ်ကြီးနေကြရဲမှာဟာလား positive vibe ပဲရအောင်လုပ်မယ် positive ပဲ stay positive ဒီလိုစကားလုံးများခက်ခါတက်ခါကြားဖို့လိမ့်မယ်သို့တော်အဲ့ဒါဒီရဲ့နောက်ွယ်မှာ NDA ရှိပါတယ်အဲ့တော့ဒီဗီဒီယိုမှာဆွေးနွေးကြည့်အောင်ကျွန်တော်နာမည်ကတော့ကိုအောင်ထက်ကံပါ relationship and life coach တယောက်ဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်အဓိကထားပြီးတော့ဆွေးနွေးခြင်းတဲ့ topic က happiness နဲ့ pleasure နဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ ကျွန်တော်တကယ်ပျော်ရွှင်ခြင်းဆိုတာပါလေတော်တော်များလိုက်ရှာနေကြတဲ့ pleasure ဆိုတာတော့ပါတယ်အဲ့တော့အရင်ဆုံး pleasure ကိုကြည့်အောင်ဥပမာအဖြစ်ကျွန်တော်တို့ပျော်ခြင်းကြတယ်ဗျာနော်တူတူကိုကိုပျော်ခြင်းကြတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်ကြလဲဆိုတော့ဖုန်းသစ်ဝယ်တယ်ဒါမှမဟုတ်လစာတိုးအောင်လုပ်တယ်ဒါမှမဟုတ်အိမ်ပိုင်အောင်လုပ်တယ်ဒါမှမဟုတ်တငယ်ချင်းတွေနဲ့ဘားတို့ club တို့တွားပြီးတော့ YouTube ပျော်ပါလိုက်တယ်တကယ်ရောပျော်လားအကယ်၍အဲ့ဒီပျော်ရွှင်မှုအောင်ဘလောက်ကြကြခံလဲအဲ့တော့ဥပမာအဖြစ်ကြည့်အောင်ကျွန်တော်တို့ဖုန်းကိုက ပစံနေအများကြီးစုပြီးတော့ဒီဖုန်းလေးကိုရအောင်ဝယ်လိုက်တယ်။ဝယ်ပြီးတော့ကိုမျက်နှိုးနဲ့တံပိုးထားတယ်။သို့တော့ဒီပျော်ရွှင်မှုကဘယ်နေရဘယ်နှပတ်ခံလဲ။နှစ်ပတ်မြောက်လောက်လည်းနေရောဒီဖုန်းကိုစကားပြောနေရင်းနဲ့ပဲကိုငုံနေရတာလည်းဖြစ်နိုင်တယ်။ကိုပြောတော့ဒီဖုန်းကိုဝယ်ပြောမယ်ဆို။အဲ့တော့ဒီဖုန်းကိုဆက်နေရင်းနဲ့ပဲငုံနေရတဲ့အခိုက်အတန့်တွေလည်းရှိတတ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့တော်တော်များများအပြင်မှာလိုက်ရှာနေတဲ့ Eastern နဲ့ Federal တွေကနေပြီးတော့ Happiness အစစ်မှန်ကိုမရစေပါဘူး။ ဒါဒီကျွန်တော်တို့ဘာပဲပေးလဲဆိုတော့ pleasure ဆိုတဲ့ခဏတာစိတ်ကျဉ်တဲ့မှုလေးကိုပဲပေးခြင်းဖြစ်ပါတယ်အဲ့ဒီနေရာမှာတရင်ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ကိုယ့်အနေနဲ့ကိုယ့်ရဲ့ human psychology human behavior ကိုသိပြီးတော့ကိုယ့်ကိုယ်ကိုလည်းပြူထောင်ခြင်းနဲ့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကိုလည်းအကောင်းဆုံးကူညီပေးခြင်းနဲ့ဒါပြင်ကိုယ်ကလေးရှိခဲ့မယ်ဆိုကိုယ့်ကလေးကိုပါဒီဟာတွေကိုသိပြီးတော့အကောင်းဆုံးစနစ်တကျနဲ့ပြူထောင်ခြင်းနဲ့ဆိုရင်တော့လာမယ့်မကြခင်မှာဖွင့်မယ် coaching foundation အတန်းဆိုတာရှိပါတယ်ဒီအတန်းကတကယ်လေ့လာမယ်တကယ်ဒါလိုက်လုပ်မယ်ဆိုရင် diploma ဘွဲ့ရတဲ့အပြင်ကိုဒီ coach တယောက်အနေနဲ့ professionally လုပ်ကင်လို့ရမှာဖြစ်ပါတယ်အဲ့တော့တကယ်စိတ်ဝင်စားရဆိုရင်တော့ comment မှာ coaching ဆိုပြီးတော့ရေးခဲ့ပေးပါအဲ့တော့ကျွန်တော်တို့တင်နန်းမှာအကောင့်လို့ပြန်ဆုံတွေ့ပါမယ်အဲ့တော့ကြည့်အောင်တကယ် happiness ကပါလေတကယ်ကိုငြိမ်းချမ်းပျော်ရွှင်ခြင်းဆိုတာပါလေအဲ့တော့ဆောဆောကစကားကိုကြည့်အောင် positive vibe only ဟဲ့လား stay positive right the positive 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 now တွေကိုပဲလိုက်ရင်းလိုက်ရင်းနဲ့လူတွေမောနေကြတူတွေလည်းအများကြီးပဲအဲ့တော့ကျွန်တော်စိတ်ကိုအရင်ဆုံးတုံ့တက်ကြည့်အောင်စိတ်ရဲ့ပဂရိအခြေအနေစိတ်အနေနဲ့အပျော်ရွှင်ဆုံးအချိန်တကယ်အကောင်းဆုံးအချိန်ကဘယ်အချိန်လဲဆိုတော့ငြိမ်းချမ်းအေးချမ်းနေတဲ့အချိန်လေးပဲ သူဒီအရင် high ဖြစ်အောင်လို့ဟလား positive 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 ဆိုပြီးနေရင်းနဲ့လည်းကျွန်တော်ကပြန်ကြပြီးတော့စိတ်ကပြန်ငြိမ်သွားတယ်။ဒါကြောင့်မို့အမြဲတမ်း positive ကိုလိုက်ရှာနေတဲ့အဖွဲ့ရသက်သက်ရှိတယ်။တချို့ကြတော့လည်း negative ထဲမှာပဲအမြဲနေနေ။စိတ်တကြတယ်၊ဒေါသထွက်တယ်၊ blame လုပ်တယ်၊တစ်ဖက်လူကိုမကောင်းမြင်တယ်၊အတင်းတုပ်တယ်စသဖြင့်ပေါ့။အဲ့တော့ဒီအပေါ်နဲ့အောက်မှာတွားနေတဲ့များကာလပတ်လုံးမှာကျွန်တော်တို့ real happiness ကမရနိုင်ဘူး။တကယ်စစ်မှန်ငြိမ်းချမ်းပျော်ရွှင်ခြင်းဒီအလင်မှာမရှိဘူး။ဒါဒီပါလဲဆိုတော့ စိတ်ကိုငြိမ်းချမ်းအေးချမ်းအောင်နေခြင်းကျွန်တော်တို့ဗုဒ္ဓစိုက်ကောလော်ဂျီနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီတခြား psychology တွေပဲပြောပြော philosophy တွေပြောပြောတကယ်အသေးစိတ်လေးလာကြည့်ရင်စိတ်ကငြိမ်းချမ်းအေးချမ်းခြင်းကသူ့ရဲ့ဗဂရီစိတ်အကျဉ်းနဲ့ဆုံးအခြေအနေလေးပဲဖြစ်တယ်အဲ့တော့တကယ်ပျော်ရွှင်ခြင်းအစစ်မှန်ဆိုတာကအထဲကနေပဲလာပါတယ် ကျွန်တော် external factor ကနေပြီးတော့လိုက်ရှာလို့မရပါဘူး external factor ကဝင်နေတာအကုန်လုံးကလည်းခဏပဲခံတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ကိုယ်ကိုတကယ်ချစ်တယ်တကယ် real happiness တကယ်ကိုပျော်ရွှင်ခြင်းကိုရှိချင်တယ်ဆိုရင်တော့ဒီအချက်၃ခုကိုလောက်အောင်ဒါတော့ဗာလဲဆိုတော့တွေးတာရယ်ပြောတာရယ်လှုပ်တာရယ်ကိုတွေးတဲ့ချိန်ခါကျရင်လည်းငြင်းချမ်းအေးချမ်းမှုကိုတည်စေတဲ့အတွေးကိုပဲတွေးမယ်တည်ကြတာပေါ့တစ်ဖက်လူကကိုယ့်ကိုမဟုတ်တာလေလာပြောမယ်မကောင်းတဲ့သတင်းလေလာပြောမယ်ကို့ကိုအတင်းတုံပဲနောက်ကျောဓာတ်နဲ့ထိုးတာစသဖြင့်ရှိလိမ့်မယ် ်သို့တော်ကိုတကယ်တွေးပြီဆိုရင်တော့ရွေးချယ်ပြီးတွေးမယ်ငြင်းချမ်းအေးချမ်းမှုကိုဥတီတဲ့အတွေ့အပြဲတွေးမယ်ထုံနေ၎င်းမဲ့ပြောတဲ့ချိန်ခါကြရင်လေတဖက်လူကအတင်းတုံ့တိတိုင်အောင်ကိုပါဇက်ကထွက်တဲ့ချိန်ခါကြရင်တော့ငြင်းချမ်းမှုကိုတည်စီတဲ့အရာကိုပဲတွေးမယ်ဒီနေရာမှာသတိထားပါဒါဒီကိုအတွက်လုပ်ခြင်းပါဟလာကိုကပဲအမြဲလျှော့ပေးနေရတယ်သူအတင်းတုံ့တာတိပင်မဲ့သူ့ကိုကိုကအကောင်းပြောပေးနေရအောင်ပါလားမေတ္တာစိတ်နဲ့ကြည့်ပေးနေရအောင်ပါလားဆိုတဲ့တလွဲချော်ပြီးတွေးတတ်ပါတယ်တကယ်တော့ဒီလိုတွေးခြင်းကကိုအတွက် ီလိုပြောခြင်းကကိုယ့်အတွက်ဆိုတာပြီးပါနောက်တစ်ခုကလှုပ်ဆောင်တာကိုယ်ပဲအရာပဲလှုပ်လို့ကြိုက်တာလို့ငြိမ်းချမ်းအေးချမ်းခြင်းဘက်ကိုတော့ဥတီနေရတယ်ဒါတော့လှုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးတော့တွေးတာရောပြောတာရောလှုပ်တာသို့မဟုတ် decision ချတာတွေပဲပြောပြောဒီအားလုံးကငြိမ်းချမ်းအေးချမ်းမှုဘက်ကိုတည်နေပြီဆိုရင်တော့ကျွန်တော်တို့စိတ်က real happiness တကယ်ပျော်ရွှင်ခြင်းအစစ်မှန်ကိုခံစားရပြီပေါ့အဲ့တော့ကျွန်တော်တို့ pleasure နဲ့ happiness ကိုအကောင်ဆုံးခွဲခြားပြီးသိနိုင်ပြီးတော့ဘဝမှာတကယ်စစ်မှန်ငြိမ်းချမ်းပျော်ရွှင်ခြင်းကိုတည်ဆောက်နိုင်ပြီးတော့ဘေးပတ်ဝန်းကျင်ကိုလည်းအကောင်ဆုံးမျှပေးနိုင်တယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံးပြပါမယ် have a great day